ခုကျွန်တော်ဒါဆန်ကယ်ဘက်တရီအိုးအဟောင်းလေးနဲ့အရင်ဆုံးကျွန်တော်ဖုန်းအားသွင်းကြည့်ပါမယ်နော်အကြဖုန်း block ကောင်းတက်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဖုန်းတက်တာလေးကိုဒီ inverter ရဲ့အထွက်ပေါ့နော် inverter အထွက်ကဒီ AC block အခန်းလေးမှာဆက်ပါတယ်ဆက်ပြီးရင်ကျွန်တော်တို့ဘက်တရီကလေးလေးတွေညှက်ကြည့်ပါမယ်နော်အဲ့ဒီရတော့ကျွန်တော်တို့ဒီအပေါင်းနှုတ်တော့မှားလို့မရပါဘူးเนาะဒါအနေရောင်ကလစ်ပါဒါကအနီရောင်အပေါင်းကလစ်ပါเนาะအဲရပါလေဗျာเนาะကျွန်တော်တို့အားဝင်နေပါပြီအဲ့ဆိုရင်ကျွန်တော်တို့ဒါရိုးရှင်းဆုံးဒါเนาะ အဲ IRS 44ပေါ့เนาะ FET လေးနှလုံးသုံးပြီးတော့ကျွန်တော်တို့ဒါအဲကိုယ်တိုင်ပေါ့เนาะအိမ်မှာအလွယ်တကူပြုလုပ်ပြီးတော့ရပြုလုပ်ပြီးတော့သုံးလို့ရတယ်ဒါ inverter circuit လေးဖြစ်ပါအဲ AC မီလုံးမှာเนาะ AC မီလုံးဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ clock ကလေးမရှိလို့เนาะ clock လေးမထည့်လိုက်ရဘူးကျွန်တော်เนาะဒါပစိကလစ်နဲ့ပဲတန်းပြီးတော့ချက်ရအောင်เนาะဒါမီဒီလည်းကောင်းကောင်းလင်းပါတယ်အဲဆိုရင်ကျွန်တော်တို့ကျွန်တော်မျှဝေသေးတဲ့ဒီ circuit လေးအတိုင်းကျွန်တော်ဒါဆင်ထားတာဖြစ်ပါတယ်ကြာเนาะဒါဒီ circuit စင်ပုံစင်နီးဗီဒီယိုကကျွန်တော်ကဒီ ASN Knowledge Channel မှာတင်ပြတာဖြစ်ပါတယ်เนาะအဲဒါကြောင့်မို့ Knowledge Channel မှာကျွန်တော်စက်ကက်စင်တဲ့အပိုင်းကိုတင်ပြီးတော့ဒီ channel မှာတော့ကျွန်တော်ကဒီ circuit တိုင်းရကံအသေးစိတ်ကိုမျှဝေသေးတာဖြစ်ပါတယ်เนาะ ASN Knowledge Channel ကိုသွားကြည့်ရှုလို့လည်းရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကျွန်တော်အများအားပေးနေတယ်เนาะချမိတ်ဆွေတငယ်ချင်းတွေเนาะညီကောင်မောင်မားတွေအားလုံးဒူးချင်းတယောက်ချင်းတွေကိုသူရဲ့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမချမ်းသာကြပါစေခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာနော်ကျွန်တော်ဒီ channel လေးကိုလည်း subscribe မလုပ်ရသေးတဲ့တကယ်ချင်းနေရှိရင် subscribe လေးတွေနော်လက်မလေးတွေနှိပ်ပြီးတော့အားပေးပါအောင်လို့နော်ကျေးဇူးပါဗျာ